ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေတွေရဲ့အတွက် Messenger မှာကိုကအခြားတယောက်ယောက်ကိုအရေးကြီးစာရွက်စာတမ်းတွေတခုခုပေါ့နော်ဒီလိုမျိုးပုံတွေဗီဒီယိုတွေပို့တဲ့အခါမျိုးမှာကိုပို့လိုက်တဲ့ဟာကိုသူသူ့ဘက်ကနေပြီးတော့စိတ်လို့လည်းမရဒီ screenshot လည်းရိုက်လို့မရအောင်စိတ်လို့မရအောင်ကျွန်တော်တို့ဒကြိမ်ကြည့်ပြီးရတယ် auto ပြတ်သွားအောင်လို့ပို့လို့ရမယ့်နီလန်လေးကိုအစားဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်ဗျာကျွန်တော်တခါတည်းမှာ Messenger ကနေပြီးတော့အခြားတယောက်ယောက်ကိုပေါ့နော်ကိုရဲ့ ဟို account password တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြားအရေးကြီးတဲ့ပုံတွေ video တွေပေါ့နော်ဒီလိုမျိုးပို့တဲ့အခါမျိုးမှာဒီ nil land လေးရအရန်ကိုသုံးဝင်ပါလေပြကျွန်တော်ပထမအုပ်သုံးနေနဲ့မဆင်ညာလေးဝင်လိုက်ပါမယ်အဲမဆင်ညာတဲ့ဝင်ဝင်ပြီးရင်ကိုပို့ချင်တဲ့သူကိုရွေးလိုက်ပါတော့ကျွန်တော်ကတော့မှဒီအဆန်တွေ့တဲ့အကောက်ကိုပဲအဆန်တစ်ခုအနေနဲ့ပို့လိုက်မယ်ပေါ့နော်အဲကျွန်တော်ပုံပို့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပုံပို့ပုံပို့ဖို့ဒီပုံတွေပို့ရွေးပို့တဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် ကျွန်တော် permission မပေးရသေးတဲ့အတွက် permission တစ်ချက်ပေးလိုက်မယ်။အဲပြီးမှပုံနေဗီဒီယိုပေါ်လာပြီပေါ့နော်။အဲ့ဒီထက်ကမှကိုပို့ခြင်းနဲ့ကျွန်တော်တို့ပုံတော့မဟုတ်ဗီဒီယိုရွေးလိုက်ပေါ့နော်ပုံလည်းရတယ်ဗီဒီယိုလည်းရတယ်ပေါ့နော်ကျွန်တော်တို့အဲကျွန်တော်ကဒီပုံလေးကိုဆန်းပို့ပြပေးမယ်ဗျာအဲ့ဆိုရင်အဲ့ကိုပို့ချင်တဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်တစ်ချက်နှိပ်ပြီးရင်ကျွန်တော်ဒီအောက်မှာ edit နဲ့ဆန့်ဆိုတာလေးပေါ်လာလိမ့်မယ်ပေါ့နော်အဲအဲ့ဟာရဲ့ဘေးကဒီ edit ဆိုတာလေးကိုကျွန်တော်တစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျာဒီ edit ဆိုတာလေးတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာဒီအောက်ဆုံးမှာကျွန်တော်ဒီ one ့ဆိုတာလေးရှိရယ်ပေါ့နော်ဝမ်းဆိုတာဒီကျွန်တော်ကမြားလေးထုတ်ပြပေးထားပါတယ်ဗျအဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဗျတစ်ချက်နှိပ်လိုက်ပြီးဆိုရင်ဒီလိုမျိုးလေးအဲ့ပြမအောင်တုံးတကျင်ဆက်လလုပ်ခင်မှာဒီလိုမျိုးပေါ်ရပေါ့နော်နောက်ပိုင်းကျရင်တော့မပေါ်တော့ပါဘူးဗျာဒီလိုမျိုးပေါ်လာကျွန်တော်ဒီ okay ဆိုတာလေးကိုချက်နှိပ်ပေးလိုက်ပါအဲပြီးရင်တော့ရပါပြီဗျာခုနကတော့ဒီ1 off ဆိုတာလေးကနေပြီးတော့1 view on or view 1ဆိုပြီးတော့ ြောင်းသွားလိမ့်မယ်ပေါ့နော်အဲအဲ့ဟာလေးတစ်ချက်နှိပ်လိုက်တာနဲ့ဒီလိုမျိုးလေးပေါ်သွားလိမ့်မယ်အဲ1ဆိုတာလေးတစ်ချက်နှိပ်ပြရမှာပေါ့နော်နှိပ်ပြီးဆိုတာနဲ့ကျွန်တော်ဆန့်ကိုနှိပ်ပြီးအဲပို့လိုက်လို့ရပါပြီဗျဒီလိုမျိုးပို့လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ပို့လိုက်တဲ့ပုံသို့မဟုတ်ဗီဒီယိုကအဲဒီလိုမျိုးလေးပေါ်နေမှာဖြစ်ပါလေဗျသူ့ဘက်ကနေပြီးတော့ဒီကိုပို့လိုက်တဲ့ဟာကိုစကင်ရှော့လေးရိုက်လို့မရဘူးသူ့ဘက်မှာဆိုရင်အဲဒီဟာလေးကိုနှိပ်ကြည့်လိုက်ရင်သူကတစ်ချိန်တော့ကြည့်လို့ရတယ်မှာပေါ့နော်ပုံမဲဖြစ်ဖြစ်ဗီဒီယိုဖြစ်ဖြစ်သူကိုပို့လိုက်တဲ့သူဘက်ကနေပြီးတော့တစ်ချိန်မဲကြည့်လို့ရမယ်တစ်ချိန်ကြည့်ပြရတယ်ဒါလေးကအော်တိုပြန်ပြီးတော့ ပြက်သွားမှာအော်တိုဒလိလုတ်သွားမှာရဖြစ်ပါတယ်ဗျသူ့ဘက်ကနေပြီးအဲကြည့်ရတဲ့ချိန်မှာ screen shot လေးရိုက်လို့မရသလိုစိတ်လူလည်းမရပါဘူးဗျအဲပြီးတာနဲ့အော်တိုပြက်သွားမှာရဖြစ်ပါတယ်ဗျဒီနေ့ဒီနီလန်းလေးနဲ့ကျွန်တော်အရေးကြီးတဲ့အကြောင်းအရာတွေဒီ messenger ရဲ့ဒီ history ထဲမှာမကြံစီခြင်းနဲ့ပုံလေးဗီဒီယိုလေးကိုဒီနီလန်းလေးနဲ့ပို့လို့ရရပါတယ်ခင်ဗျမိတ်ဆွေတို့အတွက်ဒီနီလန်းလေးကအသုံးတက်မယ်လို့မျှော်လင့်ပါတယ်ဗျဗီဒီယိုလေးကိုအဆုံးနှစ်ကြည့်ရှုပေးကြတဲ့အတွက်ဒူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ